ျမတို့နေစစ်ပွားရုံငင်းချမ်းစွာ ဖြတ်တန်းနေကြပေမဲ့ကမ္ဘာကြီးရဲ့မျက်နှာပြင်အောက်မှာတော့မြင်သားရေးစစ်ပွဲတွေမဟုတ်ဘဲပိုပြီးတိမ်မွေးနေတဲ့ပြန်ဆိုင်မှုကြီးတစ်ခုပြင်းထန်စွာဖြစ်ပေါ်နေတယ်။စွာကိုတော့ပြည်သက်တို့စဉ်းစားကြည့်ဖို့ပါသလား။ဒီပြန်ဆိုင်မှုကနိုင်ငံတွေရဲ့စီးပွားရေးကိုလှုပ်ခတ်စေနိုင်တယ်လို့ကျမတို့သုံးနေတဲ့နေပညာရဲ့အနာဂတ်ကိုလည်းပုံဖော်နေပါဗျ။ပြီးတော့တခါတလေမမျောလင့်ထားတဲ့နေရာတွေမှာမတိမတားထိတိုက်တွေးဆမှုတွေဖြစ်ပေါ်နေရဟာတကယ်ကိုရင်တထိတ်ထိတ်ဖြစ်စရာကောင်းလာပါရဲ့။ ဘသူကပိုအင်အားကြီးလဲဘသူကဘယ်နေရာမှာရှေ့ဟာရောက်နေလဲဘသူကအနာဂတ်ကမ္ဘာအင်အားအကြီးဆုံးဖြစ်လာနိုင်ခြေရှိလဲဆိုတာသိရရင်တကယ်ကိုအားသင့်စရာပါဒီလိုမျိုးစိတ်ဝင်စားစရာတည်ထားတဲ့အချက်လက်တွေကိုကျွန်မဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်လို့အခုပဲ The Mon Channel ကို Subscribe လုပ်ထားဖို့မြတ်တရားခံပါရစေရှင်ကမ္ဘာတပိုင်းကိုပြန်ကြည့်မယ်ဆိုရင်အင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုဟာအမြဲလိုလိုရှိခဲ့ပါတယ်။ဒီနေ့ခေတ်မှာလည်းအမေရိကန်၊တရုတ်၊ရုရှားစတဲ့အင်အားကြီးနိုင်ငံတွေဟာ စီရေးစီဝါရေးမိပညာဩဇာလွှမ်းမိုးမှုစတဲ့ကဏ္ဍပေါင်းစုံမှာအပြင်းထန်ရှင်ပြိုင်နေကြပါတယ်။ဒီပြိုင်ဆိုင်မှုတွေဟာနိုင်ငံတကာဆက်ဆံရေးကိုပုံဖော်နေသလိုကမ္ဘာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအပေါ်မှာလည်းဓာတ်ရိုက်တရားမှုတွေရှိနေပါတယ်။ကျွန်မအနေနဲ့ဒီပြိုင်ဆိုင်မှုရဲ့သဘောတဘာဝအထက်ကပါဝင်ပတ်သက်နေတဲ့ကစားသမားတွေနဲ့သူတို့ရဲ့ရေမှန်းချက်တွေကိုတိကျနားလည်ဖို့လိုအပ်ပါတယ်။ဒါမှလည်းကမ္ဘာကြီးကဘဘက်ကိုဥတီနေလဲစွာကိုမြင်နိုင်မှာဖြစ်ပါတယ်။ ီပြိုင်ဆိုင်မှုဟာတခါတလေအေးခဲနေသလိုဖြစ်နေတတ်ပေမဲ့တခါတရံမှာမထင်မှတ်ထားတဲ့နေရာတွေမှာမိဘရေထွက်ပေါ်လာတတ်တာဟာတကယ်လို့သတိထားစရာကောင်းလှပါတယ်ဒီလိုအင်အားကြီးနိုင်ငံတွေပြိုင်ဆိုင်မှုဟာအရာဖြစ်ခဲ့မှုတွေပြိုင်ဆိုင်မှုတွေနဲ့ပုံစံချင်းမတူညီပဲပုံမရှုထွေးလာပါတယ်အထူးသဖြင့်စီအေးခေတ်ကအမေရိကန်နဲ့ဆိုဗီယက်တရဲ့ပြိုင်ဆိုင်မှုဟာအဓိကအားဖြင့်ဝါဒရေးရနဲ့စီအေးရထိတ်တန့်ရင်ဆိုင်မှုဖြစ်ခဲ့ပါတယ်ဒီနေ့ခေတ်မှာတော့စီဝါရေးအပြန်အလှန်မျှခိုမှုကပုံမမြင်မှားလာကြ တိုက်ရိုက်စီပြည်ပခဖြစ်နိုင်ခြင်းနယ်ပါရီလို့ဆိုနိုင်ပေမဲ့စိုက်ဘာစစ်ပွဲစီးပွားရေးပိတ်ဆို့မှုတရေမှာပြန့်ဝေမှုစတဲ့နေလံမျိုးစုံနဲ့ရှင်ပြိုင်လာကြပါတယ်။ဒီလိုပြောင်းလဲလာတဲ့ပြန်ဆန်မှုပုံစံတွေဟာကမ္ဘာနိုင်ငံတွေကိုနေလံမျိုးစုံနဲ့တရားမှုရှိစေပါတယ်။အမေရိကန်ဟာလက်ရှိအချိန်ထိစီးအရာရောစီးပွားရေးအရာပါကမ္ဘာထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ်ရပ်တည်နေစေပါ။မြေပညာနဲ့စံသစ်တည်ထွင်မှုမှလည်းဥဆောင်နေစေဖြစ်ပြီး ကမ္ဘာနိုင်ငံအများပြားနဲ့မဟာမိတ်အဖွဲ့တွေထူထောင်ထားပါတယ်။ဒါပေမဲ့အမေရိကန်ဟာပြည်ရင်းစီးပွားရေးစင်ခေါ်မှုတွေနိုင်ငံတကာမှာသူ့ရဲ့ဩဇာအရှိန်အဝါတဖြည်းဖြည်းချင်းပြောင်းလဲလာအောင်လည်းရင်ဆိုင်နေရပါတယ်။အမေရိကန်ရဲ့ပြန်ဘက်တွေဟာသူ့ရဲ့အာသာချက်တွေကိုတံပြန်ဖို့နိလန်မျိုးစုံကြိုးပမ်းလာကြပါတယ်။ဒါအပြင်အမေရိကန်ရဲ့ပြည်ရင်းနိုင်ငံရေးအခြေအနေတွေဟာလည်းသူ့ရဲ့နိုင်ငံတကာမူဝါဒတွေအပေါ်တရားမှုရှိနေရကိုတွေ့ရပါတယ်။တရုတ်ဟာလွန်ခဲ့တဲ့ဆယ်စုနှစ်တည်းအတွင်း စီးပွားရေးရအမကန်တိုးတက်လာခဲ့ပြီးကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့ပါတယ်။တရွေရေမှန်ချက်ကတော့27ရာစုရဲ့ထိပ်တန်းအင်အားကြီးနိုင်ငံဖြစ်လာဖို့ပါ။ဒါကြောင့်တရုတ်ဟာကမ္ဘာတစ်ချက်လမ်းတသွေလိုမျိုးကြီးမားတဲ့အခြေခံအဆောက်အအုံစီမံကိန်းတွေနဲ့ကမ္ဘာနိုင်ငံတွေအပေါ်စီးပွားရေးအရဩစာလွှမ်းမိုးဖို့ကြိုးစားနေပါတယ်။ဒါ့အပြင်တရုတ်ဟာစီးအင်အားကိုလည်းတိုးမြှင့်နေပြီးအထူးသဖြင့်ရေတပ်အင်အားကိုအရှိန်ဟုန်နဲ့တိစောက်နေပါတယ်။တရုတ်ရဲ့ နေပြည်တော်တိုးတက်မှုဟာလည်းအမခန့်မြန်ဆန်နေပြီးအမေရိကန်ကိုရှင်ပြိုင်ဖို့ကြိုးစားနေပါတယ်။ရုရှားဟာဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်းသူ့ရဲ့ကမ္ဘာအင်အားကြီးနေရာကိုပြန်လည်ရယူဖို့ကြိုးစားနေပါတယ်။ရုရှားဟာစေရေးရအထူးသဖြင့်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုနဲ့စိုက်ဘာစွမ်းရည်တွေမှာအင်အားကြီးမားစေပါစွမ်းရည်ကိုလည်းနိုင်ငံတကာနိုင်ငံရေးကစားပွဲမှာအသုံးချပါတယ်။ရုရှားရေမှန်းချက်ကအထက်အဖြစ်အနောက်နိုင်ငံတွေရဲ့ဩဇာလွှမ်းမိုးမှုကိုတံပြန်ဖို့နဲ့သူ့ရဲ့အင်အားကြီးနိုင်ငံတွေပေါ်ဩဇာပြန်လည်ရယူဖို့ဖြစ်ပါတယ်။ ယူကရိန်းပြည်ပခလိုမျိုးအဖြစ်ပြက်တွေဟာရုရှားရေမှန်ချက်တွေကိုထိန်းအပ်စေပြီးကမ္ဘာလုံးကျွေးပေါ်ကြီးမားတရားမှုတွေရှိစေပါတယ်။စီးပြန်ဆန်းမှုဟာအင်အားကြီးနိုင်ငံများပြန်ဆန်းမှုရဲ့အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။နိုင်ငံတွေဟာသူတို့ရဲ့အစ်စ်အုံစိတ်တွေကိုမြင့်တင်နေကြပြီးခင်မီလက်နက်စနစ်တွေထုတ်လုပ်ဖို့ကြိုးပမ်းနေကြပါတယ်။လက်နက်ပြန်ဆန်းမှုဟာအရှိန်ဟုန်မြန်မာလာပြီးအထူးသဖြင့်နျူကလ িয়ার လက်နက်နဲ့ဒုံးကျည်နေပညာရေးမှာသိသာပါတယ်။ ဒါအပြင်အကာတာနဲ့ဆိုင်ဘာနယ်ပယ်တွေဟာလည်းစီးပြိုင်ဆိုင်မှုအတွက်အရေးပါတဲ့နေရာတွေဖြစ်လာနေပြီးဂျိုရူဖြက်လက်နက်နဲ့ဆိုင်ဘာတိုက်ခတ်မှုတွေလိုမျိုးစွမ်းရည်တွေကိုမြင့်တင်နေကြတာဟာတကယ်ကိုစိုးရိမ်စရာကောင်းပါတယ်။စီးပွားရေးပြိုင်ဆိုင်မှုကတော့ပိုပြီးမြင့်သားတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။နိုင်ငံတွေဟာကုန်သွယ်ရင်းနှီးမြှုပ်နှံမှုနဲ့ငွေကြေးနယ်ပယ်တွေမှာရှင်ပြိုင်နေကြပါတယ်။ကုန်သွယ်စစ်ပွဲတွေအကောင့်ကောင်ချမှတ်မှုတွေဟာမကြာခဏမြင့်တွေ့နေရပါတယ်။နိုင်ငံတွေဟာသူတို့ရဲ့စီးပွားရေးအကျိုးစီးပွားကိုကာကွယ်ဖို့နဲ့တခြားနိုင်ငံတွေရဲ့စီးပွားရေးပေါ် ဩစာလွှမ်းမိုးဖို့ကြိုးပမ်းနေကြပါတယ်။အခြေခံအဆောက်အအုံစီမံကိန်းကြီးတွေကလည်းစီးပွားရေးအားဩစာလွှမ်းမိုးဖို့အရေးပါတဲ့ကိရိယာတစ်ခုဖြစ်လာနေပြီးဖွံ့ဖြိုးဆဲနိုင်ငံတွေကိုချင်းငွေတွေထုတ်ချီးတာဟာလည်းတနည်းအားဖြင့်ဩစာချဲ့ထွင်တဲ့ပုံစံတစ်မျိုးပါပဲ။မြေပညာပြန်ဆန်မှုကတော့ဒီနေ့ခေတ်ပြန်ဆန်မှုမှာအရေးအကြီးဆုံးကဏ္ဍတစ်ခုလို့တောင်ပြောလို့ရပါတယ်။ AI, 5G network, microchip ထုတ်လုပ်မှုလိုမျိုးနေပယ်ဒီမှာဘယ်သူကဥစားမလဲဆိုတာအနာဂတ်ကမ္ဘာကြီးကိုဘယ်သူကပုံဖော်မလဲဆိုတာ ਨੇ သက်ဆိုင်နေပါတယ်။ မြေပညာဥစားမှုဟာစီးရဲနဲ့စီးပွားရေးနှစ်ခုလုံးပေါ်တရားမှုရှိရကြောင်းနိုင်ငံတွေဟာတင်းနေပေရီမှာကြီးမားရေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေကြပါတယ်။မြေပညာခိုးယူမှုနဲ့စိုက်ဘာထောက်လိုင်းကိစ္စတွေဟာလည်းအင်အားကြီးနိုင်ငံတွေကြားမှာမကြာခဏဖြစ်ပွားနေပြီးတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဝါဒရေးရနဲ့ဩဇာလွှမ်းမိုးမှုပြန်ဆိုင်မှုကတော့လူတို့ရဲ့စိတ်ဓာတ်နဲ့အတွေးခေါ်တွေကိုတင်းတင်းဖို့ကြိုးပမ်းမှုပါ။နိုင်ငံတွေဟာသူတို့ရဲ့ပုံရိပ်ကောင်းအသုံးပြုပြီးတခြားနိုင်ငံတွေပေါ်ဩဇာလွှမ်းမိုးဖို့ကြိုးပမ်းကြပါတယ်။ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေနိုင်ငံတကာမီဒီယာတွေတရင်မှာပြန့်ဝေမှုတွေစရီဟာဒီလိုပြန်ဆန်းမှုရဲ့ကိရိယာတွေပါပဲ။မအမေအဖွဲ့တွေထူထောင်တာနိုင်ငံတကာအဖွဲ့အစည်းတွေမှာဩဇာရယူတာတွေကလည်းဒီပြန်ဆန်းမှုရဲ့အစိပ်ပိုင်းတွေဖြစ်ပြီးဘယ်နိုင်ငံကနိုင်ငံတကာစံနှုန်းတွေကိုပုံဖော်နိုင်မလဲစွာကိုရှင်းပြနေကြဖြစ်ပါတယ်။ဒီအင်အားကြီးနိုင်ငံတွေပြန်ဆန်းမှုဟာကျွန်တော်တို့တင်းငယ်တဲ့နိုင်ငံတွေအတွက်အရေးကြီးတဲ့အထိပ္ပယ်တွေရှိပါတယ်။ဒီနိုင်ငံကြီးတွေရဲ့ပြန်ဆန်းမှုဟာတင်းငယ်တဲ့နိုင်ငံတွေအပေါ်မှာဖိအားတွေတက်ရောက်စေနိုင်ပြီး ဘယ်ဘက်မှာရက်တင်မလဲဆိုတာရွေးချယ်ဖို့ခက်ခဲစေနိုင်ပါ रे ဒါပေမဲ့တစ်ဖက်မှာလည်းဒီပြိုင်ဆိုင်မှုဟာတင်းငယ်တဲ့နိုင်ငံတွေအတွက်အခွင့်အလမ်းတွေပေးနိုင်ပါ रे ဥပမာအားဖြင့်နည်းပညာလွှဲပြောင်းရယူခွင့်ရင်းနှီးမြှုပ်နှံမှုရရှိခွင့်အစတွေပါပဲအရေးကြီးဆုံးကတော့ကျမအနေနဲ့ဒီပြိုင်ဆိုင်မှုရဲ့အခြေအနေမှန်ကိုနားလည်ပြီးကိုယ်နိုင်ငံရဲ့အကျိုးစီးပွားကိုထိမ့်သိမ်းကာကွယ်နိုင်ဖို့မဟာဗျူဟာကြကြချင်းကပ်ဖို့လိုအပ်ပါ रे ဒီပြိုင်ဆိုင်မှုဟာကမ္ဘာကြီးကိုဘလို့ပုံဖော်သွားမလဲဆိုတာကတော့ ်စိတ်ဝင်စားစရာကောင်းပြီးတကယ်ကိုစောင့်ကြည့်ရမှာပါဒီလိုပြင်းထန်တဲ့ပြန်ဆန်မှုတွေရဲ့နောက်ကွယ်မှာတော့ကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးဟာအရေးကြီးဆုံးအရာတွေဖြစ်ပါတယ်အင်အားကြီးနိုင်ငံတွေရဲ့ထိတိုက်တွေးဆမှုတွေကလည်းမမျှော်လင့်တဲ့ပြစ်ပခါတွေဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ဟာအမြဲလိုလိုရှိနေပါတယ်ဒါကြောင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့တန်တမာရေးရာဆက်ဆံမှုဟာအရင်အထက်ပုံမှုအရေးကြီးလာပါတယ်ကမ္ဘာနိုင်ငံတွေအနေနဲ့ပုံရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေဖြစ်တဲ့ရာသီဥတုပြောင်းလဲမှုကပ်ယောဂါ အကြံပတ်ဝါဒစာရီကိုဖြည့်ရှင်ဖို့အတွက်ပူပန်ဆောင်ရွက်ဖို့လိုအပ်ပါတယ်ဒီလိုပူပန်ဆောင်ရွက်မှုတွေကသာဒီအင်အားကြီးနိုင်ငံတွေပြိုင်ဆိုင်မှုရဲ့အန်တရာယ်တွေကိုရှင်းထားနိုင်မှာဖြစ်ပါတယ်ဒီနေ့ကျမတို့တင်ဆက်ပေးခဲ့တာကတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေဘယ်လိုရှင်ပြိုင်နေကြသလဲဘယ်ကဏ္ဍတွေမှာပြိုင်ဆိုင်နေကြသလဲဘယ်သူကဘယ်နေရာမှာအသာရနေလဲဆိုတာနဲ့ဒီပြိုင်ဆိုင်မှုရဲ့အထိပယ်တွေပဲဖြစ်ပါတယ်ကမ္ဘာကြီးရဲ့အနာဂတ်ကိုပုံဖော်နေတဲ့ဒီလိုမျိုးအရေးကြီးတဲ့အကြောင်းအရာတွေကို ကျွန်မတို့တမောင်း channel ကနေဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။ဒါကြောင့်နောက်ထပ် video ကောင်းနေမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်မတို့ရဲ့ channel လေးကို subscribe လုပ်ပေးဖို့ဒီ video ကိုသဘောကျရင်ဆိုရင် like လုပ်ပေးဖို့ပြီးတော့တခြားသူတွေလည်းဖိုးတူတာရရှိစေဖို့ share ပေးဖို့မြတ်တာရက်ခံရင်နှိကုံးချုပ်လိုက်ရပါရဲ့ရှင်။